ဒီစရာက1988ခုနှစ်ကနေ2008ခုနှစ်အတွင်းမှာ globalization ကနေဘယ်သူတွေတကယ်အကျိုးမြတ်ရခဲ့လဲဆိုတာကိုဝင်ငွေတိုးတက်မှုအပေါ်မှာအခြေခံပြီးတော့ဖော်ပြထားပါတယ်။အလေးမှာရှိတဲ့အုပ်စုကြီးဟာအဓိကအားဖြင့်တရုတ်ဖြစ်ပါတယ်။အဲဒီမှာတန်ရာချီတဲ့လူဦးရေကစင်းရဲကနေပြီးတော့လွန်မြောက်ပြီးလူလက်တန်းစားတွေကိုဝင်ရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာနောက်ကျကျန်ခဲ့တဲ့အုပ်စုတစ်ခုရှိပါတယ်။အမေရိကန်နဲ့တခြားအနောက်နိုင်ငံတွေကလူလက်တန်းစားအောက်ပိုင်းဖြစ်ပါတယ်။ သူတို့ရဲ့ဝင်ငွေကအနေငယ်ပဲတိုးတက်ခဲ့ပါတယ်။တစ်ဖက်မှာတော့ထိတ်တန်းတိရဂိုင်နှုံရဲ့ဝင်ငွေကတရုတ်လူလက်တန်းစားတိုးတက်မှုနဲ့အပြိုင်ဆိုင်မြင့်တက်သွားပါတယ်။ဒါဆိုဒီမှာဘာဖြစ်နေတာလဲ Globalization ကနေဘသူတွေတကယ်အနိုင်ရသွားတာလဲတကယ်တော့ဒီစရားက trend ဘာကြောင့်ရွေးကောက်ခံရတာလဲဘာကြောင့်အခုအခါမှာတခြားနိုင်ငံတွေကိုအခွင့်အရေးချမှတ်နေရတာလဲဆိုတာကို အများကြီးရှင်းပြပေးပါတယ်။ တရုတ်ကအားလုံးကတရုတ်မှာထုတ်လုပ်ရေးလုပ်ငန်းကနေအကျိုးမြတ်ရတယ်လို့ဇလန်ဖန်တီးခြင်းပါတယ် ဒါပေမဲ့အချက်လက်တွေနဲ့နံပါတ်တွေကိုစတင်ကြည့်လိုက်တဲ့အခါတရုတ်ရဲ့ဇလန်းကဘွာရဖြန့်ချီရေးလိညာမှုတစ်ခုသာဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်။ဇလန်းက1948ခုနှစ်မှာစတင်ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးကာလမှာဖြစ်ပါတယ်။ဂူလာသမဂ္ဂအဖွဲ့ဝင်တွေကဆွစ်ဇာလန်မှာစုဝေးပြီးသမိုင်းဝင်စာရွက်စာရန်တစ်ခုဖြစ်တဲ့အကောက်ခွန်နဲ့ဂုံသွေးဆိုင်ရာအထွေထွေသဘောတူညီချက်ကိုလက်မှတ်အရေးထိုးခဲ့ကြပါတယ်။ကမ္ဘာတဝန်းကနိုင်ငံ23နိုင်ငံက နိုင်ငံတကာကုံသွေး၏အပေါ်ချမှတ်ထားတဲ့အခွန်ပမာဏကိုလျှော့ချဖို့သဘောတူခဲ့ကြပါတယ်။ Washington American အစိုးရကဒီမှာဦးဆောင်နေခဲ့ပါတယ်။အဲဒီအချိန်မှာဥရောပနဲ့အာရှဟာပြိုကွဲပြက်စီးနေစေဖြစ်ပြီးတော့ကမ္ဘာတောင်ပိုင်းဒေသတွေကလည်းစမှုလုပ်ငန်းမဖွင့်ပြိုးသေးပါဘူး။ဒါကြောင့်1940ပြည့်နှစ်အနောက်ပိုင်းမှာ American က ကမ္ဘာ GDP ရဲ့ထက်ဝက်ကျော်ကိုထိန်းချုပ်ထားပြီးတော့မကြုံစဘူးလွှမ်းမိုးမှုတစ်ခုရှိခဲ့ပါတယ်။အဲဒါအပြင်ကမ္ဘာအကြီးဆုံးရေတက်ရှိတဲ့အတွက် American ဟာလွတ်လပ်တဲ့ကုန်သွယ်လမ်းကြောင်းတွေရဲ့အမခံသူအဖြစ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။အမေရိကဟာဒါကိုနူးညံ့တဲ့အာဏာတစ်ခုအဖြစ်အသုံးပြုချင်ခဲ့ပါတယ်။ဥရောပနဲ့အာရှကနိုင်ငံတွေနဲ့ခုံသွယ်ရေးဖွင့်လှစ်ခြင်းအဖြစ်အမေရိကကနိုင်ငံရဲ့ချမ်းမှာအလွန်ရေပန်းစားလာမှာပါ ဒါပေမဲ့ဒီဘက်ကနိုင်ငံရေးဆိုင်ရာထည့်သွင်းစဉ်းစားမှုအပြင်လွတ်လပ်တဲ့ကုံသွေးကြီးကိုမြင့်တင်ရတဲ့နောက်ထပ်အကြောင်းမျိုးမျိုးရှိပါသေးတယ်။နိုင်ငံအားသာချက်ဆိုင်ရာစီးပွားရေးသီအိုရီအရာ လိုလက်တဲ့ကုံသွယ်ရေးကစီးပွားရေးတိုးတက်မှုကိုဖြစ်ပေါ်စေမှာပါအကယ်လို့နိုင်ငံတိုင်းကသူတို့အကောင်းဆုံးလုပ်နိုင်တဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုထုတ်လုပ်မယ်ဆိုရင်အားလုံးကရေပူရအားဖြင့်ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေပုံမရရှိမယ်ဆိုတဲ့အယူအဆပါဒီရည်မှန်းချက်ကိုအောင်မြင်ဖို့အတွက်နိုင်ငံတကာကုန်သွယ်ရေးကန့်သက်ချက်တွေကိုတဖြည်းဖြည်းဖယ်ရှားခဲ့ကြပါတယ်ဒီစရားမှာဆက်လက်ဖော်ပြထားပါတယ်ဒီစရားမှာအမေရိကန်ကသွင်းကုန်တွေအပေါ်အချိန်ကြာလာတာနဲ့အမျှ ချမှတ်ခဲ့တဲ့ပြည်မြအခွန်နှုန်းကိုတွေးမြင်နိုင်ပါတယ်1800ပြည့်နှစ်တည်းမှာအမေရိကန်ကသွင်းကုန်တွေအပေါ်58ရာခိုင်နှုန်းအထိ အခွန်ချမှတ်ခဲ့ပါတယ်1948ခုနှစ်မှာတော့ဒီပြည်မြနှုန်းက9.9ရာခိုင်နှုန်းအထိကျဆင်းသွားပါတယ်1995ခုနှစ်မှာဆိုရင်ပြည်မြအခွန်နှုန်းကို2.5ရာခိုင်နှုန်းအထိထပ်မံလျှော့ချလိုက်ပါတ 1995ခုနှစ်ဟာအရေးပါတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဇန်နဝါရီလ1ရက်နေ့မှာကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ကို ဖွဲ့စည်းခဲ့လို့ပါဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာဌာနချုပ်ထားရှိတဲ့ WTO ရဲ့အဓိကရည်မှန်းချက်က ကဘာတဝမ်းအခွန်အရေးကိုလျှော့ချဖို့နဲ့ဂူတန်ကုံတွယ်ရေးအထားစီးမျိုးမျိုးကိုဖယ်ရှားဖို့ဖြစ်ပါရယ်လက်ရှိမှာ WTO မှာအဖွဲ့ဝင်166နိုင်ငံရှိပြီးတော့ကဘာ GDP ရဲ့68ရာခိုင်နှုန်းနဲ့ကဘာလူဦးရေရဲ့63ရာခိုင်နှုန်းကိုလွှမ်းခြုံထားပါရယ်1995ခုနှစ်ကတည်းကအမေရိကန်ရဲ့သွင်းကုန်အခွန်အရေးပုံမကျဆင်းလာပြီး20ရာစုနှစ်မှာ1.5ရာခိုင်နှုန်းအောက်အထိရောက်ရှိသွားပါရယ်သွင်းကုန်အခွန်အရေးတဖြည်းဖြည်းလျှော့ချလာတာက globalization ကိုတကယ်အခြေတင်စေခဲ့ပါတယ်။ဒီစရာမှာတွေ့ခဲ့ရတဲ့အကြိုင်1950ခုနှစ်ကနေ2023ခုနှစ်အထိကမ္ဘာကုန်သွယ်ရေးပမာဏဟာ4400ရာခိုင်နှုန်းတိုးတက်လာခဲ့ရလဲဖြစ်ပါတယ်။ဒါဟာကမ္ဘာပေါ်နိုင်ငံတိုင်းရဲ့ GDP အပေါ်ကြီးမားတဲ့အပြုသဘောဆောင်တဲ့တန်ရောက်မှုရှိခဲ့ပါတယ်။ကမ္ဘာ GDP ဟာ1950ခုနှစ်ကဒေါ်လာ7 trillion ရှိရာကနေအခု2023ခုနှစ်ဒေါ်လာတန်ဖိုးအရ 169ထရီလီယံအထိရောက်ရှိလာတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီကနန်းတွေကလက်တွေ့အခြေအနေကိုအနေငယ်ရိုးရှင်းလွန်းအောင်ဖော်ပြထားနိုင်ပါတယ်။ဒါအောင်နားလည်ဖို့အတွက်အမေရိကန်ရဲ့ကုန်သွယ်ရေးလက်ချက်ကိုကြည့်ရပါမယ်။အခြေခံအားဖြင့်ဒါဟာအမေရိကန်နိုင်ငံကတခြားနိုင်ငံတွေစီရောင်းချတဲ့ပမာဏနဲ့တခြားနိုင်ငံတွေစီကဝယ်ယူတဲ့ပမာဏကိုနှုတ်လိုက်တဲ့လက်ချက်ဖြစ်ပါတယ်။ရောင်းချတာကိုတင်ပို့ရေးလို့ခေါ်ပြီးဝယ်ယူတာကိုသွင်းကုန်လို့ခေါ်ပါတယ်။ ဒီစရားမှာအမေရိကန်ရဲ့ကုန်သွယ်ရေးလက်ကျန်ကိုနှစ်အလိုက်တွေ့မြင်နိုင်ပါတယ်။ဒါဟာအနုလက္ခဏာဖြစ်နေပြီးတော့ပြင်းပြန်စွာကျဆင်းနေပါတယ်။အမေရိကန်ဟာတင်ပို့ရာထက်ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုအများကြီးသွင်းကုန်လုပ်နေပါတယ်။2024ခုနှစ်မှာဒီအခြေအနေကအလွန်ပြင်းထန်လာပြီးကုန်ပစ္စည်းတွေရဲ့စုစုပေါင်းကုန်သွယ်ရေးလို့ငွေပြမှုက1.2ထရီလီယံဒေါ်လာအထိရှိခဲ့တာဖြစ်ပါတယ်။ကုန်သွယ်ရေးလုံငွေပြမှုဖြစ်ပါတယ်။ဒီကုန်သွယ်ရေးလုံငွေပြမှုက 1980နဲ့1980ပြည့်နှစ်တွေမှာအမြင့်တွေခဲ့ပါတယ်။အဲဒီအချိန်တုန်းကအဓိကအားဖြင့်ဂျပန်က American စီကပတ်စံရယူနေခဲ့ပြီးဂါရီနဲ့ electronic ပစ္စည်းတွေနဲ့ American twin ကုန်တွေကိုလွှမ်းမိုးထားခဲ့ပါတယ်။ရလဒ်အနေနဲ့ဂျပန်ဟာကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာခဲ့ပြီးလူတွေကအနာဂတ်မှာ အမေရိကန်ကိုကြော်တက်နိုင်တယ်လို့ပြောဆိုခဲ့ကြပါရယ်ဒီအချိန်လေးကယနေ့နေတယ်လို့ခန်းစားရတယ်မလားဂျပန်ရဲ့လောရက်တွေကိုလူတိုင်းကသဘောမချခဲ့ကြပါဘူးအဲ့ဒီတဲမှာနယူးယောက်ကစီးပွားရေးသမားတဦးဖြစ်တဲ့ဒေါ်နယ်ထရန့်လည်းပါဝင်ပါရယ်သူဟာအဲ့ဒီအချိန်မှာရုံးမြင့်တန်ကြားမှာတော်တော်လူသိများနေခဲ့ပြီးတော့1998ခုနှစ်အင်တာဗျူးတစ်ခုမှာဂျပန်နဲ့ပတ်သက်ပြီးတော့သူ့အမြင်တချို့ကိုထုတ်ဖော်ပြောဆိုခဲ့ပါရယ်သူကကျွန်တော်တို့ဟာ ဂျပန်ကိုကျွန်တော်တို့ဈေးကွက်ထဲကိုအရာအလုံးလွတ်ထည့်ပြီးဖြည့်ဆည်းခွင့်ပေးထားပါတယ်။ဒါဟာလွတ်လပ်တဲ့ကုန်သွယ်ရေးမဟုတ်ပါဘူး။အခုချိန်မှာဂျပန်ကိုသွားပြီးတခုခုရောင်းဖို့လုံးဝမဖြစ်နိုင်ပါဘူးလို့ပြောခဲ့ပါတယ်။သူထောက်ပြခဲ့တာကဂျပန်ကအမေရိကန်ကုန်ပစ္စည်းတွေအပေါ်အမေရိကန်ကဂျပန်ကုန်ပစ္စည်းတွေအပေါ်ချမှတ်တာထက် ပုံမြင့်တဲ့အခွန်တွေချမှတ်ထားတယ်ဆိုတာပါ။ဒါအပြင်ဂျပန်မှာအမေရိကန်ကုမ္ပဏီတွေဝင်ရောက်ဖို့ခက်ခဲစေတဲ့ဥပဒေပုံစံတွေအများအပြားရှိခဲ့ပါတယ်။ တောင်းနေပညာပိုင်းဆိုင်ရာဝင်ရောက်မှုအတားဆီးလို့ခေါ်ပါတယ်။ဒါဟာတကယ်တမ်းလွတ်လပ်တဲ့ကုန်သွယ်ရေးမဟုတ်ပါဘူး။2025ခုနှစ်မှာတော့ဂျပန်ဟာအမေရိကန်မှာလူတိုင်းရဲ့စိတ်ထဲမှာ ထိတ်ဆုံးနေရမဟုတ်တော့ပါဘူးတကယ်ပြဿနာကတရုတ်နဲ့ပတ်သက်နေပါတယ်1990ပြည့်နှစ်ဒီမှာတရုတ်ဟာပြည်ရင်းပြည်ပြင်ပြောင်းလဲမှုတွေနဲ့ဈေးသက်သာတဲ့အလုပ်သားအင်အားများပြားမှုကြောင့်စီးပွားရေးအရသိသာထင်ရှားတဲ့ထိုးတက်မှုတွေရှိလာခဲ့ပါတယ်ဒါကတရုတ်ကိုထုတ်လုပ်ရေးမှာအလွန်ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်စေခဲ့ပါတယ် ဒါကြောင့်ကုမ္ပဏီအများပြားဟာသူတို့ရဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေကိုတရုတ်စီအနှံ့ခဲ့ကြပါတယ်။ဒါဟာတရုတ်ရဲ့တင်ပို့ရေးလုပ်ငန်းအလွန်ကြီးမားစွာထွန်းကားလာစေခဲ့ပြီးဒီတင်ပို့မှုအများပြားဟာ American ပြည်တော်စုစီရောက်ရှိခဲ့ပါတယ်။ဒါကတရုတ်ကို American ရဲ့အကြီးဆုံးတင်ပို့သူအဖြစ်ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမဲ့2028ခုနှစ်မှာတော့ဒါဟာ419ဘီလီယံဒေါ်လာရဲ့ကုန်သွယ်ရေးငွေလိုပြမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ဒါဟာသမိုင်းတလျှောက်အမြင့်ဆုံးတန်ဖိုးဖြစ်ပြီးတော့ American ရဲ့ GDP ရဲ့2%ရာခိုင်နှုန်းခန့်ရှိပါတယ်။တရုတ်ဟာစုစုပေါင်းကုန်သွယ်ရေးလုံငွေပြမှုမှာအကြီးမားဆုံးပါဝင်ပတ်သက်သူဖြစ်ပြီးတော့ Mexico, PNN, Germany, Japan နဲ့ Canada လိုနိုင်ငံတွေကလည်းဒီလိုငွေပြမှုမှာ ဘီလီယံနီယာနဲ့ချီထည့်ဝင်နေကြပါတယ်။ဒါပေမဲ့မက္ကဆီကိုဗီယန်နာနဲ့ကနေဒါတို့ဟာတင်ပို့မှုတွေရဲ့တည်သားထင်ရှားတဲ့အစိပ်ပိုင်းတွေဟာတကယ်တော့အမေရိကန်အခွန်တွေကိုရှောင်ရှားဖို့ရှုပ်ထွေးတဲ့လမ်းကြောင်းကနေလာတဲ့တရုတ်ကုန်ပစ္စည်းတွေဖြစ်တယ်ဆိုတာတရားမျှတစွာဖော်ပြရမှာဖြစ်ပါတယ်။ဒါကြောင့်တရုတ်နဲ့တကယ်ငွေလိုပြမှုဟာအမှန်တကယ်မှာကြီးမားပါတယ်။ အထူးသဖြင့်2018ခုနှစ်နောက်ပိုင်းကုံသွဲစစ်ပွဲပုံမှုပြင်းထန်လာချိန်ကကဏန်းတွေကိုကြည့်မယ်ဆိုရင်တော့ပိုထင်ရှားပါတယ်2024ခုနှစ်ရဲ့ကဏန်းတွေအရအမေရိကန်နဲ့တရုတ်ရဲ့ကုံသွဲရေးလုံငွေပြမှုက300ဘီလီယံဒေါ်လာအောက်သာရှိရလို့ဆိုပေမဲ့ကုန်ပစ္စည်းတွေရဲ့လမ်းကြောင်းပြောင်းပို့ဆောင်မှုကိုထည့်သွင်းစဉ်းစားရင်ဒါဟာအများကြီးပိုများပါတယ်ဒီကုန်သွယ်ရေးလုံငွေပြမှုအကြောင်းလူအများပြောနေတဲ့အကြောင်းရင်းမှန်ကဒါဟာအလုံးခိုင်ပြဿနာတစ်ခုဖြစ်နေလို့ပါ ထုတ်လုပ်မှုအလုံးဟာတရုတ်စီပြောင်းထွေသွားတာကြောင့်တရုတ်မှာလုခရီတက်လာနေချိန်မှာအမေရိကန်ရဲ့လူလက်ထန်းစားအောက်ပိုင်းရဲ့ဝင်ငွေတွေကနောက်ကျကျန်နေခဲ့ပါတယ်။တရုတ်မှာဖြစ်ပျက်နေတာဟာတကယ်တမ်းလွတ်လပ်တဲ့ကုန်သွယ်ရေးမဟုတ်ပါဘူး။2000ခုနှစ်မှာတရုတ်ကကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO ရဲ့ဝင်ရောက်ချိန်မှာတရုတ်ကွန်မြူနစ်ပါတီ CCP ကသူတို့ရဲ့ဈေးဘက်ကိုဖွင့်လှစ်ပြီးအခြေခံကုန်သွယ်ရေးစည်းမျဉ်းတွေကိုလိုက်နာမယ်လို့ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ဒီ24နှစ်အတွင်းဒီသဘောတူညီချက်တွေကိုလုံးဝလိုက်နာခဲ့ခြင်းမရှိပါဘူး။ပထမဆုံးတရုတ်ကသူတို့ရဲ့ဈေးကွက်ကိုနိုင်ငံသားကုမ္ပဏီတွေစီဖွင့်လှစ်ဖို့အခွန်တွေကိုရှော့ချမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့2000ပြည့်နှစ်မှာတရုတ်မှာပြည်မြအခွန်နှုန်းက ငါးရာခိုင်နှုန်းခန့်ရှိနေစေဖြစ်ပြီး2020ပြည့်နှစ်မှာဆိုရင်ဒွင်းကုန်တွေအပေါ်3ရာခိုင်နှုန်းကနေ5ရာခိုင်နှုန်းအထိချမှတ်နေခဲ့ပါတယ်ဒီအချိန်မှာအမေရိကန်ကတော့1.5ရာခိုင်နှုန်းပဲချမှတ်ထားတာပါဒါကတရုတ်ကုမ္ပဏီတွေကိုအမေရိကန်ကုမ္ပဏီတွေထက်မှန်များကြတဲ့အားသာချက်ပေးနေတာပါ ဒါအပြင်သင်ဟာတရုတ်မှာ စီးပွားရေးလုပ်ကိုင်ဖို့ကြိုးစားနေတဲ့ American company တခုဆိုရင်ကံကောင်းပါစေလို့ပဲပြောရမှာပါတရုတ်ဟာ American company တွေသူတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းချဖို့ခက်ခဲစေတဲ့ပိုရှန်နဲ့စီးမြင်တွေကိုအသုံးပြုပါတယ်ဒါဟာဂျပန်ကအရင်အလုပ်ခဲ့သလိုပါပဲဒီနေ့ပညာပိုင်းဆိုင်ရာဝင်ရောက်မှုအတားအဆီးလုပ်ရဟာ WTO စီးမြင်တွေအောက်မှာတရားမဝင်ပေမဲ့ဒါဟာဖြစ်ပျက်နေသေးပါ့ ဒါအပြင်မဟာဗျူဟာအရာအရေးပါတဲ့စမှုလုပ်ငန်းတွေမှာလည်း American စီးပွားရေးလုပ်ငန်းတွေအတွက်တရုတ်မှာအခွင့်အလမ်းရဖို့တခုတည်းသောနေလန်းကတရုတ်ကုမ္ပဏီတစ်ခုနဲ့ဖက်ဆက်လုပ်ငန်းတစ်ခုစတင်ပေါ်ပါဒီလိုလုပ်တဲ့အခါတရုတ်ကုမ္ပဏီကရှယ်ယာအများစုကိုပိုင်ဆိုင်ပြီးထုတ်လုပ်မှုနဲ့ယင်းမြုံနယ်မှုတွေကိုတရုတ်မှာလုံဆောင်ဖို့တောင်းဆိုပါတယ်ဒါအပြင် American လုပ်ငန်းတွေက တို့ရဲ့ညာနာမူပိုင်ခွင့်တွေကိုမျှဝေပေးရပါတယ်။ညာနာမူပိုင်ခွင့်ပြဿနာဟာဒီထက်ပိုပြီးတော့ကြီးမားပါတယ်။တရုတ်တရုတ်ဆောင်တချို့ဟာ American Company တွေစီကညာနာမူပိုင်ခွင့်တွေကို Cyber လုပ်ငန်းတွေကနေတဆင့်ခိုးယူနေကြပါတယ်။ American အစိုးရရဲ့ခံမှန်းချက်အရညာနာမူပိုင်ခွင့်ခိုးယူမှုဟာ American ကိုနှစ်စဉ်600ဘီလီယံဒေါ်လာဆုံးရှုံးစေပြီးနှစ်ပေါင်းများစွာအတွင်းစုဆောင်းလာတဲ့ကုန်ကျစရိတ်က trillion ပေါင်းများစွာရှိပါတယ်။ ညာနာမိုဘိုင်းခွင့်ခိုးယူမှုဟာကုန်သွယ်ရေးလုံငွေပြမှုထက်ကြောင်း American စီးပွားရေးအတွက်ပုံမှုကုန်ကျစရိတ်များပါတယ်။ဒါဟာတရုတ်ကုမ္ပဏီတွေဟာညာနာမိုဘိုင်းခွင့်တွေကိုမထင်မဲ့မြင်ပြုလုပ်တာကြောင့်လျင်မြန်စွာစမ်းသစ်တီထွင်နိုင်ခဲ့တဲ့အကြောင်းမျိုးမျိုးတွေကတခုဖြစ်ပါတယ်။ညာနာမိုဘိုင်းခွင့်တွေကိုမလေးစားတာဟာတရုတ်က WTO ရဲ့တစိတ်တစ်ပိုင်းအနေနဲ့မကျော်ဖြတ်တဲ့နယ်နိမိတ်တစ်ခုပါ။ဘာကြောင့်လဲဆိုရင်တော့ American လုပ်ငန်းတွေရဲ့ကုန်သွယ်ရေးလေးဝက်ချက်တွေကိုခိုးယူပြီး မရိကန်စားသုံးသူတွေစီ ရောင်းချပြီးသူတို့ရဲ့ဈေးကွက်ကိုတင်ပိုင်လို့မရပါဘူး။နောက်ထပ်မဖြည့်ဆည်းခဲ့တဲ့ကိစ္စတစ်ခုကတော့တရုတ်ကသူ့ရဲ့နိုင်ငံပိုင်ထိန်းချုပ်တဲ့စီးပွားရေးပုံစံကနေပြောင်းလဲမယ်လို့ပြောခဲ့တာပါ။မရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရဲ့အဆိုအရဒါဟာတရုတ်နဲ့ကုန်သွယ်ရေးမှာအကြီးအမားဆုံးပြဿနာတစ်ခုဖြစ်ပါရယ်။ 2024ခုနှစ်အစီရင်ခံစာတစ်ခုမှာတရုတ်ဟာနိုင်ငံတကာကုန်သွယ်ရေးစနစ်အတွက် အကြီးအမားဆုံးစိန်ခေါ်မှုအဖြစ်ဆက်လက်ရှိနေရလို့ဖော်ပြထားပါတယ်။ WTO မှာ23နှစ်ကြာအခွင့်အဝင် ဖြစ်ခဲ့ပြီးတဲ့နောက်မှာတောင်တရုတ်ဟာနိုင်ငံပိုင်ညွှန်ကြားတဲ့ဈေးကွက်မဟုတ်တဲ့စီးပွားရေးနဲ့ကုန်သွယ်ရေးဆိုင်ရာချင်းကပ်မှုကိုဆက်လက်လက်ခံထားပြီးဒါဟာ WTO မှာဖော်ပြထားတဲ့အစံနှုန်းတွေနဲ့မူဝါဒတွေနဲ့ဆန့်ကျင်နေပါတယ်။ တရုတ်မှာနိုင်ငံပိုင်လုပ်ငန်းတွေဟာ GDP ရဲ့40ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးနေပြီးပုဂ္ဂလိကလို့ခေါ်တဲ့တရုတ်ကော်ပိုရေးရှင်းတိုင်းမှာ ကုမ္ပဏီဖွဲ့စည်းပုံရဲ့ထိပ်ဆုံးမှာတရုတ်ကွန်မြူနစ်ပါတီ CCP ဗဟုအဖွဲ့တစ်ခုရှိနေပါတယ် WTO ကဘာကြောင့်တရုတ်ရဲ့စီးပွားရေးစနစ်ကိုဂရုစိုက်ရမှာလဲပြဿနာက တရုတ်ဟာ American ဈေးကွက်တီစီလွတ်လပ်စွာဝင်ရောက်ခွင့်ကိုမပြိုင်ဆိုင်နိုင်တဲ့နေလန်နဲ့အတုံးချနိုင်တယ်ဆိုတာပါဥပမာတန်မနီကိုယူကြည့်ပါတရုတ်ဟာအခွန်မူဝါဒ နိုင်ငံပိုင်ဗန်ဒီကချင်းငွေဈေးသက်သာမှုပြီးတော့တမ်မနီထုတ်လုပ်သူတွေအပေါ်နိုင်ငံရေးထိန်းချုပ်မှုတွေကိုအသုံးပြုပြီးတမ်မနီကိုအလွန်မင်းပူရှံထုတ်လုပ်နေပါတယ်။ဒါကတရုတ်ကိုတမ်မနီကိုနိုင်ငံရဲ့ချားမှာရောင်းချခွင့်ပေးခဲ့ပြီးအနောက်နိုင်ငံတွေကတမ်မနီစိတ်ယုံတွေအများအပြားပိတ်သိမ်းသွားခဲ့ပါတယ်။ဒါဟာသဘာဝကျကျဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ဒါဟာအမေရိကန်အထက်ကြီးမားတဲ့စီးပွားရေးနဲ့မဟာဗျူဟာဆိုင်ရာကုန်ကြမ်းစည်းတွေနဲ့ရင်ဆိုင်ရတာပါ။ ဆိုလာပြားတွေနဲ့လျှက်စစ်ကားတွေမှာလည်းအလားတူဖြစ်ရည်တွေဖြစ်ပေါ်ခဲ့ပါတယ်။အခုဆိုရင်တရုတ်ဟာ AI နဲ့ semiconductor တွေမှာဒီလိုလုပ်ဖို့ကြိုးစားနေပါတယ်။ဒါအားလုံးကတရုတ်က American ညာနာမိုဘိုင်းခွင့်တွေကိုခိုးယူတာနိုင်ငံခြားလုပ်ငန်းတွေကိုဖယ်ထုတ်ထားတာပြီးတော့သူရဲ့ကိုပိုင်လုပ်ငန်းတွေကို အားသာချက်ပေးရတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ American အတွက်ကြီးမားပြီးတော့တဖြည်းဖြည်းတိုးလာတဲ့ကုန်သွယ်ရေးလုံငွေပြမှုကိုဖြစ်ပေါ်စေပါတယ်။ ဒါဟာလုံးလက်တဲ့အကုံသွင်းမဟုတ်ပါဘူး။ဒါဟာတင့်ရဲ့ပြိုင်ဘက်ကိုလူယူတာပါ။ ဒါအားလုံးဟာအထူးသဖြင့်အမေရိကန်ရဲ့လူလက်တန်းစားအောက်ပိုင်းဝင်ငွေအုပ်စုကိုပြင်းထန်စွာထိခိုက်စေနေပါတယ်။ဒါအောင်နားလည်ဖို့အတွက်ကျွန်တော်အစမှပြောခဲ့တဲ့ဇယားစီကိုပြန်သွားပါမယ်။ဒါကြောင့်လဲဆိုတော့1988ခုနှစ်ကနေ2008ခုနှစ်အတွင်းအာရှလူလက်တန်းစားနဲ့ကမ္ဘာထိပ်တန်းတရာဂိုင်နှုန်းရဲ့တကယ့်ဝင်ငွေက80ရာဂိုင်နှုန်းကျော်ထိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်အပါအဝင်အနောက်နိုင်ငံတွေကလူလက်တန်းစားအောက်ပိုင်းရဲ့ဝင်ငွေဟာ ထိုးတက်မှုမရှိသလောက်ပဲဖြစ်ခဲ့ပါတယ်။ဒီရလတ်ကိုတစိတ်တစ်ပိုင်းကုန်သွယ်ရေးလုံငွေပြမှုနဲ့ရှင်းပြလို့ရပါတယ်။အမေရိကန်မှာဝင်ငွေနေတဲ့လူလက်တန်းစားအများစုဟာအရင်ကစက်ယုံတွေမှာအလုံးလုံးကြသူတွေဖြစ်ပြီးအဲဒီစက်ယုံတွေဟာအများစုကိုတရုတ်စီပြောင်းရွှေ့သွားခဲ့ပါတယ်။တရုတ်ရဲ့စီးပွားရေးထွန်းကားလာပြီးကတည်းကအမေရိကန်ရဲ့စက်မှုထိုးလုပ်မှုဟာလုံးဝနှိပါရပ်တက်နေပြီးစက်မှုကဏ္ဍမှာအလုံးကိုင်းနေပြိုလဲသွားခဲ့ပါတယ်။ စီးပွားရေးမူဝါဒဌာန Economic Policy Institute အရတရုတ်နဲ့ကုန်သွယ်ရေးလုပ်ငွေပြမှုတစ်ခုရဲ့ကြောင့်2000ခုနှစ်ကနေ2018ခုနှစ်အတွင်းအမေရိကန်မှာအလုပ်အကိုင်3.8တန်းဆုံးရှုံးသွားခဲ့ပါတယ်။နိုင်ရှင်ကြည့်မယ်ဆိုရင်ဒါဟာ Los Angeles ရဲ့လူဦးရေနဲ့ညီများပါတယ်။ဒီလူတွေအများစုအတွက်ထုံးလို့ရေးအလုပ်အကိုင်တွေဆုံးရှုံးလိုက်ရတာဟာဝင်ငွေရဲ့အမြဲတမ်းဆုံးရှုံးမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။လက်ရှိမှာအလုံးလက်မဲ့နှုန်းကတမိုင်းတစ်လျှောက်အနေဆုံးအဆင့်မှာရှိနေပေမဲ့ ထုတ်လို့ရေးအလုပ်ကိုင်တွေကိုတခြားအလုပ်တွေနဲ့အစားထိုးခဲ့ပါတယ်။ဒါပေမဲ့ပူကြီးရဲ့ပြဿနာကလောက်ခတိုးတက်မှုရပ်တန့်နေတာပါ။ဒီစရာကိုကြည့်မယ်ဆိုရင်အမေရိကန်မှာဝင်ငွေရရှိသူတွေရဲ့အောက်ခြေ90%ရာခိုင်နှုန်းဟာတကယ်ဝင်ငွေမှာအနည်းငယ်ပဲထိုးတက်နေတာကိုတွေ့ရပါတယ်။ငွေကြေးဖောင်းပွားမှုနဲ့ညှိယူထွက်ချက်ရင်သူတို့ရဲ့ဝင်ငွေဟာတစ်နှစ်ကို3.5ရာခိုင်နှုန်းအောက်ပဲထိုးတက်နေပါတယ်။ဒါဟာ American ရဲ့အောက်ခြေ90%ရာခိုင်နှုန်းဖြစ်ပြီးတော့အောက်ခြေ90%ရာခိုင်နှုန်းမှာရှိတဲ့လူတွေကတော့ ဒီထက်ပိုပြီးတော့ဆိုးရွားပါတယ်။တစ်ဖက်မှာတော့ထိတ်တန်းတက်ရခိုင်နှုန်းမှာရှိတဲ့လူတွေဟာတကယ့်လောက်ခတိုးတက်မှုမှာဆယ်ဆနီးပါးရရှိခဲ့ကြပါတယ်။အမေရိကန်မှာမြင်တွေ့ရတဲ့ဒီဖြစ်စဉ်ဟာကုန်သွယ်ရေးလုံငွေပြမှုထိုးလာမှုနဲ့ဆက်စပ်နေပါတယ်။ထုတ်လို့ရေလုံငန်းတွေကိုတရုတ်စီအနှံလိုက်တာဟာအဓိကအားဖြင့်ထိတ်တန်းရာဓုတွေမှာရှိတဲ့လူတွေကိုအကျိုးပြုပါတယ် နိုင်ငံဆောင်ကုမ္ပဏီတစ်ခုရဲ့ CEO တဦးဟာသူ့ရဲ့ထုံလုံးမှုကုန်ကျစရိတ်တွေမူလထက်အနည်းငယ်သာရှိတဲ့အဆင့်ကိုကျဆင်းသွားရင်ကြီးမားတဲ့ bonus တစ်ခုရရှိနိုင်ပါတယ်။ Apple လိုနည်းပညာကုမ္ပဏီကြီးတွေမှာအလုံးလုံးနေတဲ့ engineer တွေကလည်းအခုချိန်မှာပိုတန်ဖို့ရှိလာပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဒီဇိုင်းတွေကိုတရုတ်မှာအလွန်ဈေးသက်သာစွာထုတ်လုပ်နိုင်လို့ပါ။ ီလိုပဲဗန္ဓာရေးအရာရှိချုပ်တွေထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအမှုဆောင်တွေနဲ့ယင်းဒီမြို့နယ်သူတွေအားလုံးဟာတရုတ်နဲ့ကုန်သွယ်ရေးကနေအမျက်အစွန်းများစွာရရှိနေကြပါတယ်။တရုတ်နဲ့စီးပွားရေးလုပ်တာကရေရှည်မှာသူတို့အတွက်အကျိုးရှိမရှိဆိုတာကတော့လုံးဝကွဲပြားတဲ့မိကုံတစ်ခုပါ။တရုတ်ဟာ American company တွေကိုတတ်တတ်ရှုံးအောင်စ조사လုပ်ဆောင်မှာတည်ကြနေပြီးဒါဟာအချမ်းသာဆုံး American တွေကိုတောင်ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါပေမဲ့လက်ရှိမှာတော့ American Dollar တွေဟာနိုင်ငံခြားအကျွမ်းကျင်မှုနည်းတဲ့အလုပ်တွေစီဒါမှမဟုတ်ပြည်ရင်းကကျွမ်းကျင်မှုမြင့်တဲ့အလုပ်တွေစီရောက်ရှိနေပြီး American ရဲ့လူလက်တန်းစားအောက်ပိုင်းဟာနောက်ကျချနေခဲ့ပါတယ် GDP ကဏ္ဍနေကိုပဲကြည့်ရင်ဒါအောင်မမြင်ရပါဘူးတရုတ်နဲ့ American ဟာပြီးခဲ့တဲ့20အတွင်းမှာဆိုရင်တော့သူတို့ရဲ့ GDP ကိုအများဆုံး ပြတိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့ရဆိုတာမှန်ပါတယ်။ဒါကြောင့်လိုလက်တဲ့ကုံသွေးကြီးဟာစီးပွားရေးတိုးတက်လာမှုကိုဖြစ်ပေါ်စေတယ်လို့ပြောတဲ့စီးပွားရေးပညာရှင်တွေဟာနီးပညာပိုင်းအရလုံးဝမှန်ကန်ပါတယ်။ဒါပေမဲ့ American တအူးကနောက်ထပ်တသန်းဒေါ်လာရရှိပြီးတခြား American 99အူးကငွေကြေးဖောင်းပွားမှုနဲ့မများတဲ့အဆင့်မှရှိနေရတယ်ဆိုရင်လူတိုင်းကပျော်ရွှင်နေမှာမဟုတ်ပါဘူး ီဇလန်ဟာ2024ခုနှစ်ရွေးကောက်ပွဲမှာထရန့်ကမဲအများဆုံးရရှိခဲ့တဲ့အကြောင်းမျိုးမျိုးတွေကတခုဖြစ်ပါတယ်။တရုတ်ပေါ်ပြင်းထန်စွာဆောင်ရွက်ပြီး အလုံးကိုင်းနေပြန်လည်ယူဆောင်လာမယ်ဆိုတဲ့ထရန့်ရဲ့သတင်းစကားက Red Bull ဒေသမှာထထူထမြပဲ့တင်ထန်နေပါတယ်။ထရန့်က Michigan, Pennsylvania, Ohio အင်ဒီယားနာနဲ့ပြီးတော့ဝက်စကွန်ဆင်ဆိုတဲ့အရေးပါတဲ့ရင်းနိုင်ငံတွေမှာအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။